Donald Trump ကိုလူလူထောက်ကမ်းမှုလို့အလေးဆုံးကြဆင်းသွားပါတယ်။ Reagan သမ္မတ Trump ရဲ့ဒုတိယသမ္မတကာလအတွင်းလူလူထောက်ကမ်းမှုလို့ဟာအလေးဆုံးအဆင့်ကိုကြဆင်းသွားပြီလို့ Reuters ရဲ့စစ်တမ်းအသစ်အရာသိရပါတယ်။ပြည်တွင်းမှာအကုန်လုံးပြည်တတ်မှုတရားမဝင်ဝင်ရောက်လာသူတွေကိုအတင်းအကျပ်ဖမ်းဆီးမှုဒါတွေကြောင့်ဒါအပြင်လိန်ကုန်မှုနဲ့ထောင်ချပြီးအကျဉ်းချနေစဉ်ကိုကိုသက်သေခဲ့တဲ့ Jeffrey Epstein နဲ့ ဆက်တဲ့ပတ်သက်ခဲ့တဲ့နောက်ပိုင်းပေါ်တော့ချက်တွေကလူမှုမြင့်တက်မှုကိုတိုးပွားလာတာပဲဖြစ်ပါလေ။လေးရကျစတန်ကတနင်္လာနေ့မှာပြေးဆုံးခဲ့ပြီးထရန့်ကို ထောက်ခံနေတော့38ရာခိုင်နှုန်းကျဆင်းခဲ့ပါလေ။အင်္ဂါနေ့မှာ Republican အများစုရှိ American Auditor က Abstain ဆိုင်ရာစုံစမ်းစစ်ဆေးမှု Final အလုံးထုတ်ဖော်ဖို့ပြတဲ့ချက်အတည်ပြုပါလေ။သမ္မတထဟာရင်ကထုတ်ပြန်မှုကိုစတင်ခဲ့ပေမဲ့အောက်လွတ်တော်မှာဆာရဆာနဲ့တည်းထုတ်ပြန်ပြီး ခန့်ကိုရေးရတဲ့ email တွေပေါင်းခြင်းမှာသဘောထားပြောင်းလဲပြီး file တွေကိုဖြန့်ချိမှုထောက်ခံလိုက်တာဖြစ်ပါတယ်။ဒီဥပဒေကြောင့်ထက်လွတ်တော်ကလည်းအမြန်တည်ပြုပြီး trial လက်မှတ်ထိုးဖို့တင်ပြလိုက်ပါတယ်။စတန်ရ American ပြည်သူ20ရာခိုင်နှုန်းသာ trial ရဲ့ abstain ကိစ္စကိုကင်တွယ်မှုပေါ်သဘောကျကြောင်းတွေ့ရပြီး Democrat ဘက်က80ခွန် Republican ဘက်က60ရာခိုင်နှုန်းက abstain နဲ့သူ့ရဲ့ဖောက်သွယ်များကြောင်းအစိုးရကလှုပ်ဝှက်ထားတယ်လို့ယုံကြည်ပါတယ်။ ထရမ့်ပေါ်အကောင့်နဲ့ထောက်ခံမှုတွေရှိတဲ့ Republican တွေဂျာမန်တော်မှာကြာဆင်းသွားပါတယ်။အရင်ကစက်တမ80ခွင့်ရာခိုင်နှုန်းရှိပြီးမဲ့အခုမှတော့82ရာခိုင်နှုန်းကြာဆင်းသွားပါတယ်။ Republican နိုင်ငံရေးပညာရှင် Douglas Hay ကထရမ့်ပေါ်ထောက်ခံမှုကြာဆင်းရဟာ Aston ကိစ္စကြောင့်မဟုတ်ပဲ Writer ကိုစင်းတို့ကြောင့်လို့ Writer ကိုပြောပါတယ်။စက်တမ်းမှာပေါဝင်သူ26ရာခိုင်နှုန်းသာ Trump ရဲ့စီမံခန့်ခွဲမှုကိုလက်ခံကြောင်းတွေ့ရပြီးအရင်လစက်တမ်ဘာ29ရက်ကနေရောက်ကြသွားပါတယ်စက်တင်ဘာလအထိလွန်ခဲ့တဲ့ဆယ်နှစ်လအတွင်းကောင်စင်းတို့300ရက်ကနေတက်လာပြီး စစ်တမ်းဖြည့်စုပ်သူ65ရာခိုင်နှုန်းကသမရရဲ့စီးပွားရေးလှုပ်ဆောင်ချက်ကိုမကျေနပ်ဘူးလို့ဆိုပါတယ်ဒီချက်တွေဟာ New Jersey နဲ့ Virginia အုပ်ချုပ်ရေးမှုတွေပါ Republican Party ရှုံးမြောက်ခဲ့တဲ့အခုနှစ်ရွေးကောက်ပွဲများပြီးထွက်ပေါ်လာတာဖြစ်ပါတယ်။ New York မြို့တော်ဝန်ရွေးကောက်ပွဲမှာလည်း Socialist Zora Mandani ကအနိုင်ရသွားပါတယ်။ဒီ Abstain ကိစ္စက Trump အတွက်တော့တော်တော်လေးကိုပြဿနာတက်လာပွဲရှိနေပါတယ်။ အခု SDF ထုတ်ပြန်ပေးဥပဒေမူကြမ်းကို American လွတ်တော်နေရာကအတည်ပြုလိုက်တဲ့အတွက်ကြောင့် Trump ကတော့ပုံပြီးကိုမလူးတာမလွတ်တာဖြစ်သွားပါတယ် SDF နေဆိုတာပါလေ SDF ဆိုတာ2019တုန်းကထောင်ထဲမှာကိုကိုကိုတက်တည်သွားတဲ့တန်ရမရေသမားကြီးလူမောင်ခွန်သမားကြီးစီးပွားရေးလုပ်ငန်းရှင်ကြီး Jeffrey Epstein ကိုစစ်ဆေးမေးမြန်းထားတဲ့အမှတ်တမ်းတွေဖြစ်ပါတယ် အက်စတန်ကလက်ရှိမဲရသမလားထရန့်ပါဝင်ချေရှားတဲ့နိုင်ငံရေးသမားတွေလူမညာကျက်ပွဲနဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တယ်လို့လက်ရှိထုတ်ပြန်ထားတဲ့မတန်းတချို့မှာထရန့်အကြောင်းတွေပါဝင်ခဲ့တာကလည်းလူစိတ်ဝင်စားမှုအရင်မြင့်သွားပါတယ်။ထပ်ပေါ်ပြီးခဲ့တဲ့အက်စတန်ဖိုင်ပိုင်းစားဒီမှာထရန့်နာမည်ကိုရည်ညွှန်းထားတာရှိပြီးမှအက်စတန်ကျုလို့နဲ့မကောင်းမှုတွေမှာထရန့်ကထထဲဝင်ပတ်သက်ခဲ့တယ်ဆိုလည်းထောက်ထားတော့မတွေ့ရပါဘူး။တိုင်ကန်ဒီမိုကရက်ပါတီကအက်စတန်ဖိုင်ကိုလုံးဝထုတ်ပြန်နိုင်ဖို့စူးစမ်းပေမဲ့အစောပိုင်းမှာအဲ့ဒီ အားထုတ်မှုကိုအိမ်ဖြူတော်ကပိတ်ပင်ခဲ့လို့ Trend and Exchange ဆက်ဆံရေးပေါ်မေးခွန်းထုတ်မှုလည်းပိုကျပြန့်လာပါတယ်။မကြာခင်မှာ Breaker ဆိုးရွားကသဘောထားပြောင်းသွားဟန်ရှိပြီး Exchange Fine ထုတ်ပြန်ရေး update မှုကြောင့်အောက်လွတ်တော်မှာစုပြုမဲ့ခွင့်ရင်အာနာ Republican Party မတ်တွေကလည်းထောက်ခံမဲ့ပေးကြပါလို့ Trump ကိုယ်တိုင်ကတိုက်တွန်းခဲ့ပါတယ်။သူက Exchange Fine နဲ့ပတ်သက်လို့အစိုးရကဖုံးကွယ်စရာဘာကြောင်းမှမရှိဘူးလို့ပြောလာပါတယ်။ နိုဝင်ဘာ16ရက်နေ့မှာဘရိတ်ကအော်ရိုနိုဟာအစတင်ဖိုင်ကိုထောက်ပြပေးဖို့တောင်းဆိုတဲ့အစတင်ဖိုင်ကပွဲလဲမြင့်တိုင်ဥပဒေမူကြမ်းကိုထောက်ခံမဲ့420မဲကောက်ွက်မဲ့တမဲနဲ့အပြတ်သက်တည်ပြနိုင်ပါတယ်။အဲဒီကြောင့်ရောထက်လွတ်တော်မှာထက်ဆစ်ဆွနေတဲ့ကတရားဝင်မဲကောင်းနေစရာမလိုပဲလွတ်တော်တွင် Train Championship ထောက်ခံမှုနဲ့တည်ပြပါတယ်။ဒီတော့အဲဒီဆိုတာဥပဒေတရားဖြစ်အသက်ဝင်လာဖို့ဆိုရင်သမ္မတ Trump ကိုယ်တိုင်လက်မှတ်ထိုးအတည်ပြပေးရမယ်နောက်ဆုံးအဆင့်ပဲကျန်တဲ့သဘောပါ။ ခံရတဲ့နံပါတ်ထိုးပေးလိုက်ပြီဆိုရင်တော့ရ30အတွင်းတရားဥပဒေကြီးဌာနကအစတိတ်ဖိုင်ကြောင့်စုံစမ်းထုတ်ပြန်ပေးရမှာဖြစ်ပါတယ်ရပ ब्लिक န်ရဲ့ဘက်ကညပေါ်စရာဖြစ်နေတဲ့ SME fine ကိစ္စမှာအလုံးစုံထုတ်ပြန်ပြီးကိုပါဝင်မဲ့ပြခဲ့တဲ့တိုင်အောင် fine ထွက်တဲ့အခါမစီမဆိုင်ထိခိုက်နေတဲ့သူတွေရှိလာမှာကိုစိုးရိမ်တယ်လို့ပြောပါတယ်။အောက်တော့ဥက္ကရာ Mike Johnson က SME fine နဲ့ Trump ကိုအတင်းဆက်ဆက်ပုံပေါ်နေတာဟာ Democratic ကဖန်တီးလုပ်ကြနေတဲ့ဇလန်းတွေလို့အကျဉ်းချုပ်ဖြစ်ပါတယ်။ အထက်လွှတ်တော်မှာတော့ဒီမိုကရက်တစ်စုဖွဲ့ကောင်းတော်ချက်ရှူးမားကဒီဥပဒေမူကျတင်ပြခဲ့ပြီးကံကွက်သူတိုးမမရှိလို့တီးကြမဲခွင့်မနေတော့ပဲတည်ပြုခဲ့ပါလေဥပဒေမူကျဟာတမလားရဲ့စပွဲပေါ်ရောက်နေပြီးတမလားကလက်မှတ်ထိုးပြီးတဲ့အခါမှာတော့ဥပဒေဖြစ်သက်ဝင်လာမှာပါခရဂါသနဲ့အပ်စတိန်ဟာအရင်ကယင်းနီကျောင်းဥဒါမှန်ပေမဲ့အပ်စတိန်ရဲ့ရည်ရွယ်ချက်ပြမှုထင်ရှားကြောင့်ပထမကြိမ်စီရင်ဆုံးဖြတ်တဲ့2008ခုနှစ်မတိုင်ခင်ကလေးက သူတို့နှုတ်အဆက်ပြတ်နေပြီသားလို့ပြောပါတယ်ပြီးတော့သူကအစိမ်းကျွတ်လွန်ခဲ့တဲ့ရာဇဝတ်ကိစ္စတွေအကြောင်းလည်းလုံးဝမသိဘူးလို့ညင်းဆိုထားပါတယ်အစတိုင်းမှုဟာထန်တတော်အရင်မဲကြီးတဲ့ဘွယ်ထိုးနေပါတယ်စန်ဂျေရီအမေရိကန်ဆိုရယနေ့ရက်ဆိုင်မှုကပြီးဆုံးသွားပြီးတော့တမတ်ထရန့်ကအောင်ပွဲခံမှုစင်အားထက်သန်နေပြီပဲဒီအပ်စတိမ်မှုကတမတ်ထရန့်ရဲ့စင်အားထက်သန်မှုကိုရုပ်ကြော်သွားပြီဖြစ်ပါတယ် ဒီ email တွေဟာ track ကိုလေးကကြာစင်းတဲ့ banner လို့မျိုးရှိ astin ဆက်ဆံရေး astin က main click နေတဲ့ပေါ်ဘလိုမျိုးတက်ငံမရင်းပြုချင်းခဲ့တယ်။တမန်ဘလောက်တည်တယ်လဲဆိုတဲ့မိကုန်းတွေပြန်လည်မိကုန်းတွေပါတယ်။ဒီအားထုတ်မှုကဒီမိုကရက်တီရဲ့အသေးဖြတ်မှုပဲဖြစ်တယ်လို့ interviewer ကပြောပေမဲ့နောက်ဆုံးမှာတော့တမန်နဲ့တွေ့ Republican Party ပေါ်အရင်မဲထိုးနေတဲ့ပြဿနာရှိနေပါတယ်။တမန် track ဟာနိုင်ငံရေးသမားများအပြားကိုကြာဆုံးစေနိုင်တဲ့အငင်းပွားပွဲကိစ္စမှန်သမျှခံနိုင်ရည်ရှိသူပါ။ ဒါပေမဲ့ Epstein စလန်ရှိဟာ Trump ကိုဖျက်ဆီးပြီးသူ့ရဲ့မဟာမိတ်ကအရှုပ်တော်ပုံထမူဝါဒကိုအယုံဆိုင်စေရအထုမှုပေါ်ရှုပ်ထွေးလာစေတဲ့ပြဿနာကြီးဖြစ်နိုင်ပါလေ။လိမ်ပိုင်းဆိုင်ရာကျူးလွန်တဲ့အတွက်ကြောင့်ဖြစ်တဲ့အစီအခံရပြီး2019ကထောင်ထဲမှာကိုယ့်ကိုယ်ကိုသတ်သိခဲ့တဲ့ Epstein နဲ့ပတ်သက်တဲ့အရေးပါတဲ့ဆော်ရဲစာတမ်းလေးဆိုရကထိန်ချန်ထားတယ်လို့ Trump ရဲ့တစ္ဆာရှိသူတွေကယုံကြည်နေပါလေ။ဒီစာရေးဆိုင်တဲ့နေရာသူနဲ့ရေးပါတဲ့ခေါင်းဆောင်မှုကြဆစ်ဆန်ရေးကိုဖော်ထုတ်ပြသနေပါလေ။ ဒီမိုကရက်တစ်နဲ့ပူးပေါင်းခဲ့တဲ့ရီပါဘလစ်ကန်တွေရောထရန့်ကသဘောထားလွယ်ပြီးမိုင်းမဲသူတွေလို့ဒီစိတ်ကပါတယ်ဒီကိစ္စကပြီးသွားပြီလေဘယ်တော့မှယုံကြည်ဘူးလို့ပြောလင့်ပါတယ်လို့နိုင်ငံသားဝန်ကြီးမကိုရူဘီယိုကပြောပါတယ်ဒီကိစ္စက3ရောက်ကံွယ်လို့မဖြစ်နိုင်တဲ့ပြဿနာစမ်းကျင်ဘက်သက်သေပြဖို့မဖြစ်နိုင်ဘူးဒါနဲ့ထရန့်ဘာမှမသိဘူးဆိုတော့ခမရဘလို့သက်သေပြမလဲလို့နိုင်ငံသားဝန်ကြီးကပြောပါတယ်ထမထပ်ဖို့ပြောရှင်အက်စတင်းတစီဟာ2026ခုနှစ်ဂျာကာလာယူကော့ဘမှာ Republican တွေပေါ်လူထုထောက်ခံမှုထိခိုက်စေနိုင်တယ်လို့ Democrat ဘက်ကသုံးသပ်ပါတယ်။ Australia ဖောက်တဲ့နေနဲ့သူတည်ဆုံးမှုချိန်နဲ့ပတ်သက်တဲ့လူအပ်ပြီးတော့ချက်စင်မှုကို Trump ကိုထောက်ခံသူအချို့ကနှစ်ပေါင်းများစွာမိလောက်ရလေးပင်ခဲ့ပါလိမ့်။ဟာအစတိန်နဲ့ပတ်သက်တဲ့အမားရေးဆက်ဆက်ခံရပြီမယ်အစတိန်နဲ့ပတ်သက်တဲ့စုံစမ်းစစ်မှုဖိုင်လ်အားလုံးကိုပြည်သူ့ရန်အသိပေးဖို့အစိုးရရဲ့ရင်းဆိုင်ခဲ့မှုကလည်းပြဿနာတစ်ခုဖြစ်သွားစေပါတယ် ရီပက်ဘလစ်ကန်ဆဲဦးမှာကိုဦးက trial ထောက်ခံမှုလုံးဆောင်ကြမှာသမျှထုံုံထောက်ခံတယ်ဆိုပေမဲ့ဒီ Aston Fine ပြဿနာကတော့ Republican တွေကိုယ်တိုင် Trump ပေါ်မှာသူတို့ရဲ့ထောက်ခံမှုပြောင်းလဲသွားနေတယ်ပါလေ။အဲဒီတော့မျိုးပြောရေးဆိုခွင့်ရမျိုးဒီကလည်းလိပိကဒီအင်္ဂလိပ်တွေကတကယ်တော့ဘာမှမဟုတ်ဘူးလို့ဆိုပါလေ။ဆိုရရင်ရဆိုင်မှု43ရဲ့အပြင်မှာတမန်ထရက်ဟာ Republican Party ကိုလုံးဝနီးပါးထိန်းချုပ်ထားနိုင်ကြောင်ပြသခဲ့ပါတယ် ဒီလိုမျိုး new replicant ကိုထိန်းချုပ်နိုင်မဲ့ abstain ကိစ္စကတော့သူ့ကိုလူလူကိုဒေါ်လာထွက်စေပါလေ။အပြောထွက်ဟာ abstain ရဲ့အပြုမှုတွေကိုလက်မခံဘဲ abstain ကို Florida ကသိရမှာလာ90အင်ဂျီကနေထွက်ခွာသွားစေခဲ့တယ်လို့လည်းပြောပါလေ။ abstain ရဲ့မြို့သူတွေကိုလိန်ကုန်ကူးတဲ့ဆိုတဲ့ကိစ္စမမသိကြောင်ထွက်ကအကျဉ်းချုပ်ညင်းထားတာဖြစ်ပါလေ။ Republican ညီညီရေးကို abstain ပြဿနာကလုံးဝချုပ်ကိုက်နိုင်ရေးမရှိဘဲ Democrat တွေက Trump ကိုပြဿနာလုံးနိုင်နေစေလဲဖြစ်ပါတယ်။ အပြောထရဲ့စနစ်ရရှိတဲ့မြို့တော်လူကျင်ကိစ္စတွေအတွက်ထုံးစံအဖြစ်သုံးတဲ့အင်ဖြူရရုံးကန်းကနေပြီးတော့အခြေအနေကိုစောင့်ကြည့်နေပြီဖြစ်ပါလိမ့်တမနာထရဲ့နောက်ထပ်သစ္စာကမတ်တီကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထရဲ့သဘောထားတွေကွဲလွဲနေတယ်လို့ဆိုပါလိမ့်အစတိန်ပြဒနာဟာမိမိရဲ့အောင်မှုလို့လမ်းကြောင်းလွဲစင်နိုင်တယ်လို့ထရန့်ကိုယ်တိုင်စတင်ပြောကြားနေပါလိမ့်အစတိန်လောက်ကျန်ဇလန်ကြောင့်ပြောတဲ့ကဘာဖြစ်လာလဲဆိုတော့ခင်ဗျားတို့ပြောနေတာကျွန်တော်ဘယ်လောက်ကောင်းကောင်းလုပ်ခဲ့လဲဆိုတာမဟုတ်ဘူး ဒီအမနာပတွေပဲပြောနေတာပြည်သူတွေရဲ့အချိန်ကိုဖြုံးတီးပြီးပုံမထုံနိုင်တဲ့ replicant တို့ကဒီအမနာပတွေကိုချိန်နေတာလို့ဆိုပါလိမ့်ဒီလိုပြောကြကြ Trump က JP Morgan နဲ့ထင်ရှားတဲ့ဒီမိုကရေစီဆက်ဆံရေးကိုစုံစမ်းစစ်ဆေးသင့်မယ်လို့ညံမိရဲ့ပိုင်းနဲ့ထွက်ပေါ်လာတာဖြစ်ပါလိမ့်ဒါအပြင်ဒီ JP Morgan ဘဏ်ကြီးကသူတို့ဟာ1998နဲ့2013ကြားအတိတ်က Australia နဲ့ပတ်သက်ခြင်းတွေနောက်လာရအကြောင်းနဲ့ဆက်ဆုပ်စရာရာစုကျူးလို့မကူညီခဲ့ခြင်းမရှိကြောင်းပြောပါလိမ့် အစတင်းရှုတော့ပေါ်နဲ့ပြင်းထန်တဲ့အင်အားနဲ့ဘယ်သတင်းတိုက်ဝန်းကိုမဆိုထိန်းချုပ်နိုင်တဲ့ Travis Swain လို့ဟာခုတော့အားပြိုင်နေပြီဖြစ်ပါလိမ့်။ဘာပြောကျွန်တော်တို့ကတော့ဒီကိစ္စကိုပြောနေစေဖြစ်လို့သူတို့ဒီကိစ္စကိုကောင်းကောင်းကင်နိုင်တယ်လို့ဘယ်သူမှပြောမယ်မထင်ပါဘူးလို့ Wire River Began Alex Gunn ကပြောပါလိမ့်။ဘာပြောသမနာ Train အတွက်ကတော့လက်ရှိ Aston ကိစ္စနဲ့ပတ်သက်ပြီးလူထောက်ခံမှုကအနေဆုံးအခြေအနေကြာဆင်းသွားတာပဲဖြစ်ပါလိမ့်။